အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက် reading ကတော့ Keepers of the Light Oracle တွေကိုသုံးပြီးတော့မိတ်ဆွေတို့ကို reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Keepers of the Light Oracle တွေကတော့ကျွန်တော် reading တွေကိုကြည်ဘူးတဲ့မိတ်ဆွေတို့သိရှိပြီးဖြစ်မယ်ကဘာမှရှိရဲ့နတ်ဖျားတွေနတ်ဖျားမတွေပေါ့နော်ပြီးရင်နောက်တစ်ခုက guidance တွေ angels တွေပေါ့နော်သူတို့တွေကမိတ်ဆွေတို့ကိုဘလို့လမ်းညွှန်မှုတွေပေးနေမလဲဘလို့ဆောင်းရှောက်မှုတွေလုပ်ပေးနေမလဲဆိုတော့ကျွန်တော် reading လုပ်ကြည့်ပါမယ်ဘလို့ဆိုတော့ကျွန်တော်ကတ်သုံးကတ်ချထားတယ် ကတ်1ကတ်2ကတ်3ဆိုပြီးတော့သုံးကတ်ရှိပါတယ်အဲ့တော့ပထမဆုံးတော့ကျွန်တော်ကတ်1လေးကိုစပြီးတော့ရွေးထားတဲ့မိတ်ဆွေတွေအတွက်ကိုစပြီးတော့ renew လုပ်ကြည့်ပါမယ်အဲ့တော့ဒီကတ်ကလေးကြာပါတယ်ဒါကကျွန်တော်တို့ ਨੇ နီနီဆက်ဆက်နေနေဆိုရင်တော့အိန္ဒိယပေါ့နော်အိန္ဒိယမှာ ਨੇ ဆက်ဆက်တဲ့ဒီဆရာတဆူဆိုပြီးတော့ပဲ တတ်မှတ်လိုက်တော့ဗောနော်အဲ့တော့ဒီမှာဒီဘာဘာကြီးကဘာကိုမိတ်ဆွေတို့ကိုလမ်းညွှန်နေလဲဆိုရင် soul expansion လို့ခေါ်တဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာဗောနော်အလိုလိုတည်နေတဲ့စိတ်တွေကိုတဲ့ဖြန့်ကျက်လိုက်ပါအဲ့ဒါငါဒါကိုလုတ်ချင်ဖြစ်တော့မယ်မဖြစ်တော့ဘူးဆိုတော့အရာမျိုးတွေငါဒါကိုဖြစ်ချင်နေတယ်ဆိုတော့အရာမျိုးတွေကို တည်တည်ချာချာဖြန့်ကျက်ပြီးတော့အကောင့်ထဲပေါ်လိုက်ပါဆိုပြီးတော့အတိပဲရပါတယ်အဲ့လိုမျိုးဖြန့်ကျက်အကောင့်ထဲပေါ်ပြီးပြီဆိုတာ ਨੇ universe ကနေလာမဲ့ connection အားလုံးကိုချိတ်ဆက်နိုင်လိမ့်မယ်ပို့ပြီးတော့နားလည်လာနိုင်လိမ့်မယ်ဆိုပြီးတော့အတိပဲရပါတခါလေးမှကျွန်တော်တို့ကဘောင်ချင်းချင်းလေးထဲမှာနေလို့မရဘူးကျွန်တော်တို့ရဲ့အတွေးတွေအမြင်တွေကိုတခြားဖြန့်ကျက်ထားလိုက်ပါဆိုပြီးတော့မမမဘာကြီးကလမ်းညွှန်မှုပေးထားပါတယ် ဲ့လိုမျိုးကိုယ့်ရဲ့အတွေးအမြင်တွေကိုဖြန့်ကျက်ထားလိုက်ခြင်းအပြင် universe မှာရှိတဲ့အရာဝတ္ထုတွေအားလုံး ਨੇ ချိတ်ဆက်ပြီးတော့မိတ်ဆွေတို့ရဲ့အတွေးခေါ်တွေအမျှော်မြင်တွေဟာပို့ပြီးတော့ထွန်းလင်းတောက်ပါလာလိမ့်မယ်ဆိုပြီးတော့ဒီကကဆိုထားပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ် cut 2ကိုရေးချက်ထားတဲ့မိတ်ဆွေတို့ကိုထပ်ပြီးတော့ reading လုပ်ကြည့်ပါမယ် cut 2ကိုရေးချက်ထားတဲ့မိတ်ဆွေတို့ကတော့ဒီကံမျိုးစားကြပါ တော့ဒီကံမျိုးစားရဲ့အသေးပဲကတော့ lady body ya ပေါ့နော် lady body ya ကတော့ဘာကိုဆိုလိုတာလဲဆိုရင်အခုမိတ်ဆွေရဲ့စိတ်ထဲမှာခံစားနေရတဲ့ပေါ့နော်အရာတွေဟာတဲ့ချစ်ချင်တဲ့အရာတွေဟာတဲ့ဖြစ်တဲ့နေမှန်ကန်နေဆိုပြီးတော့သူကဆိုထားပါတယ်ဒီအရာတွေကလည်းမိတ်ဆွေကြုံတွေ့နေခဲ့ရတဲ့အခက်အခဲတွေကို ဖြည့်ရှင်းမှုအတွက်ကိုအကောင်းဆုံးအချိန်ကိုရောက်နေရယ်တနည်းအားဖြင့်အခုကြုံတွေ့နေရတဲ့ကာလကကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေကိုဖြည့်ရှင်းမှုအတွက်သင်ကန်းစာတစ်ခုအနေနဲ့မှတ်ယူခြင်းအားဖြင့်အဲ့ဒီပြဿနာတွေအခက်အခဲတွေကိုကြည့်လည်အောင်ဖြည့်ရှင်းသွားနိုင်လိမ့်မယ်ဆိုပြီးတော့ဆိုထားပါတယ်အဲ့တော့ဒီ lady body အနေနဲ့ကတော့ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုယ်လက်ရှိခံစားနေရတဲ့တွေးတောနေတဲ့အရာတွေကမှန်ကန်ပါတယ်အဲ့ဒီမှန်မှန်ကန်ကန်နဲ့ပဲအခက်အခဲတွေကြံစည်တာကိုရဲရဲရင်းရင်းရင်းဆိုင်ကြော်ဖြတ်သွားခြင်းအပြင်အခုထစ်တွေပြဿနာတွေအခက်အခဲတွေကိုကြောင်းကောင်းကောင်းကြီးကြော်လွားသွားနိုင်လိမ့်မယ်ဆိုပြီးတော့ဆိုထားပါတယ်ဒါကတော့ကျွန်တော် Lady Body ရဲ့ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက် reading ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ cut 3ကို reading ထပ်လုပ်ကြည့်ပါမယ်အဲ့တော့ cut 3ကို cut 3ကိုရွေးချယ်ထားတဲ့ matrix တွေကိုလောက်ရမယ်ဆိုရင်တော့ saint kumara ပေါ့နော် saint kumara ကဘာလို့ဆိုလိုရလဲဆိုရင် saint ကတော့တကယ်တော့ဟိုကျွန်တော်တို့မြန်မာလိုနားလည်အောင်ပြောရရင်ဒီဘုံကြီးပေါ့နော်နေရာဖြင့်ဒီဂိုင်းဆရာလိုမျိုးဘုံကြီးလိုမျိုးကိုဆိုလိုတာမျိုးဖြစ်ပါတယ်အဲ့ saint kumara က matrix တွေကဘာလိုမျိုးအကြံပေးထားလဲဆိုရင် light activating လို့ခေါ်ပါတယ် light activation ဆိုတဲ့အတိုင်းပဲလင်းအောင်နေ ို့အတွက်ရရှိနေပြီ။တနည်းအားဖြင့်လည်းအဲ့အလင်းရောင်နဲ့အတူတူမိတ်ဆွေရတောက်ပမှုတွေစတင်တော့မယ်ဆိုပြီးတော့အသေးပဲရတယ်။ပြီးရင်နောက်တစ်ခုကမိတ်ဆွေရစိတ်ထဲမှာဖြစ်နေတဲ့အရာတွေပေါ့။တွေးတောနေကိုယ့်ရဲ့စိတ်ထဲမှာဒါတော့ငါအောင်မြင်တော့မယ်။ဒီခက်ခဲတွေကိုတော့ငါကျော်လွှားနိုင်တော့မယ်ဆိုတဲ့ဒီ internet guidance တွေကလည်းမိတ်ဆွေအတွက်ကိုကြဲကြဲလောင်လောင်နဲ့ရှင်းရှင်းလင်းလင်းလမ်းကြောင်းတွေကိုစတင်ဖော်ပြပေးနေပြီဆိုပြီးတော့အသေးပဲရပါတယ် အဲ့ဒါဒီရီဒီမှာစိတ်ကူမရာကတော့ဘာကိုပြောထားလဲဆိုရင်မိတ်ဆွေလင်းလင်းချင်းချင်းနဲ့ကိုရှုမြင်သုံးသပ်မှုပေါ်မှာလင်းလင်းချင်းချင်းစပြီးတော့ရှိတော်မယ်ဆိုပြီးတော့အတိပဲရတယ်။နောက်ပြီးတော့မိတ်ဆွေရဲ့ယင်ထဲမှာရှိနေတဲ့တနည်းအားဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ရင်းကနေလာတဲ့တနည်းအားဖြင့်အဆောင်လျှောက်တွေလဲညွန်သူတွေကမိတ်ဆွေဟာ အောင်မြင်တော့မဲ့လူအလင်းအောင်တွေကိုစတင်တွေ့ရှိရတော့မဲ့သူဆိုပြီးတော့လည်းကြဲကြဲလောင်လောင်နဲ့လမ်းညွှန်မှုတွေဖော်ပြမှုတွေလှုပ်ဆောင်လာတော့မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါကတော့ကျွန်တော် keeper sound the light oregano ကိုတုံးပြီးတော့မိတ်ဆွေတို့ကို reading လုပ်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆင်ခြင်မယ်လို့မျှော်လင့်နေကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်